မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်တင်းကရီနေရဲ့တိမပွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံရဲ့ခေတ်အမီဆုံးလေရင်တင်သင်္ဘောကြီးဖြစ်တဲ့ဖူကျန်တက်တော်ဝင်းရဲ့သတင်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ခေတ်အမီဆုံးလေရင်တင်သင်္ဘောကြီးဖြစ်တဲ့ဖူကျန်ကိုသမရရှိချင်းဖြင့်ကိုတိုင်ဦးစီးပြီးတက်တော်ဝင်းအခမ်းအနားကျင်းပခဲ့ပြီလို့တရုတ်အစိုးရမီဒီယာတွေကကြေညာပါတယ်။ တင်မောကြီးပေါ်မှာတိုက်လီရင်တွေကိုပို့ပြီးအမြောက်လက်နဲ့နဲ့ခဲရဲနဲ့များလောင်စာစည်းများများတင်ဆောင်လို့အရှိန်ပြင်းပြင်းနဲ့နှောက်လွဲတဲ့ထဲပြစ်လိုက်တယ်လို့မျိုးဒုံလူထွက်သွားစေနိုင်တဲ့လျှက်ဆက်တန်လိုက်သုံးပြစ်လို့ရေးလမ်းကြောင်းဆင်တွေတက်ဆင်ထားပါတယ်။အခုဖူးကျန်တင်မောပေါ်တက်ထားတဲ့လျှက်ဆက်တန်လိုက်လမ်းကြောင်းတွေဟာမတူတဲ့လေရင်အမျိုးအစားသုံးမျိုးကိုတစ်ချိန်တူထိုးတက်သွားအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစနစ်မျိုးကိုပိုင်ဆိုင်တဲ့တခြားနိုင်ငံတွေဆိုလို့အမေရိကန်ပဲရှိပါသေးတယ်ဆိုပြီးတရုတ်နိုင်ငံဆိုင်ရာ BBC သတင်းတောက်လော်ရာဘက်ကာကပြောကြားသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာပလေတစ်ခုပောက်ကွဲမှုဖြစ်ပွားပြီး54ဦးဒဏ်ရာရရှိတဲ့သတင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာရှိတဲ့ပလေတစ်ခုမှာပောက်ကွဲမှုကြောင့်လူ54ဦးဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။မြို့တော်ရဲ့ဂျောင်းဝင်းတစ်ခုအတွင်မှာရှိတဲ့အဆိုပါပလေမှာနိုဝင်ဘာ9ရက်ကတောက်ကြနေဝိပုစုတောင်းနေကြခြင်းပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒဏ်ရာရရှိသူတွေကိုစေယုံသူပူဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဇာကာတာမြောက်ပိုင်းကီလာဘွားဂါဒင်ခရိုင်ရှိအဆိုပါပလီအတွင်ပောက်ကွယ်မှုမှာလူများပြားကိုဆေးရုံကိုကားတွေနဲ့ပို့ဆောင်ပေးကြရပါတယ်မြို့တော်ရဲတပ်ဖွဲ့မှုအာဆက်အီဒီဆိုရာရီကပောက်ကွယ်မှုရဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်သူကဒဏ်ရာရသူတွေမှာအတိမွားဒဏ်ရာရသူတွေကနေပြင်းထန်ဒဏ်ရာရှိသူတွေထိပါတယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တိုင်ဖွန်းကာမေဂီမုန်တိုင်းကမ္ဘောဒီးယားသို့ဆက်လက်ရွေ့ရှားတဲ့သတင်းဖြစ်ပါတယ်။ တိုင်ဖွန်းကာမေဂီကြောင့်ဖိလစ်ပိုင်တွင်တည်ဆုံးသူ188ဦးထပ်မံရှိပြီးဗီယက်နမ်တွင်လည်းတည်ဆုံးသူ9ဦးရှိခဲ့ပြီးနောက်မုန်တိုင်းဟာကမ္ဘောဒီးယားသို့ဆက်လက်ရွေ့ရှာနေတယ်လို့သိရပါတယ်။တိုင်ဖွန်းကာမေဂီဟာနိုဝင်ဘာ6ရက်ကဗီယက်နမ်အလဲပိုင်းသို့လေတိုက်နှုန်းတနအီလ149ကီလိုမီတာ62မိုင်နှုန်းဖြင့်တိုက်ခတ်ခဲ့ပြီးနောက်ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံရှိတဲ့အနောက်ဘက်စီသို့ဥတီရွေ့ရှာနေပါတယ်။ဗီယက်နမ်အလဲပိုင်းကန်ယူရန်ဒေတာတွင်နိုဝင်ဘာ6ရက်ညအချိန်ကမုန်တိုင်းတိုက်ခတ်ပြီးနောက်နံနက်ပိုင်းတွင်အပြည့်စီများပြန့်ကျဲနေတာကိုတွေ့ရပါတယ်။ လူပေါင်းထောင်ချီဟာကျောင်းများနဲ့အခြားဆိုအဆောက်အအုံများတွင်ခိုလုံနေခြင်းပျက်စီးဆုံးရှုံးမှုများကိုဖြေရှင်းရန်စစ်တပ်ကိုတက်ဖြန့်ထားပါသည်။ဗီယက်နမ်ကတိုက်ဖုန်းဝင်ရောက်ခဲ့ပြီးနောက်မကြာမီဒက်လက်ပြည်နယ်မှယာနဲ့ချီတဲ့ဒေသခံများဟာအကူအညီတောင်းဆိုမှုများရှိနေကြောင်းလည်းဒေသခံမီဒီယာများကဆိုထားပါသည်။တိုက်ဖုန်းဟာဗီယက်နမ်ကုန်းနီမိုက်သို့မဝင်ရောက်မီဖိလစ်ပိုင်တွင်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါသည်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ ကံလီချောင်းခွီးစဉ်9000ကျော်ကြန့်ကြာမှုဖြစ်နေတဲ့တည်င်းဖြစ်ပါတယ်။ကွန်ကရစ်လွှတ်တော်မှာအစိုးရဘက်ကဥပဒေအတိမပြုတ်နိုင်တဲ့အတွက်အမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်နေတာကြောင့်လေချောင်းခွီးစဉ်9000ကျော်ကိုနိုဝင်ဘာလ9ရက်တောက်ကြနေကဖျက်သိမ်းတာနဲ့နှောင့်နှေးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အကြောင်းကတော့လေရင်ထိန်းချုပ်ရေးဝန်ထမ်းတွေလည်းလစာမရတာကြောင့်ဖျားနာခွင့်တင်တာတွေနဲ့အခြားအလုပ်သွားလုပ်ကြတဲ့အတွက်လေချောင်းထိန်းချုပ်ရေးမှုတွေရှားပါးမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအတွက်လေကြောင်းလိုင်းတွေကလေရင်ခီးစင်တွေလျှော့ချဖို့ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်မှာခီးစင်အများဆုံးလေစိတ်40ကပြည်တွင်းလေကြောင်းလိုင်းခီးစင်တွေကိုထိခိုက်စေမှာဖြစ်တယ်လို့ဆိုပါတယ်။ Federal လေကြောင်းစီမံခန့်ခွဲရေး FAA ကပြည်တွင်းလေကြောင်းခီးစင်တွေကို400ခိုင်နှုန်းစတင်လျှော့ချမှာဖြစ်ပြီးလာမယ့်သတင်းပတ်ကုန်မှာတော့100ခိုင်နှုန်းအထိထပ်မံလျှော့ချသွားမယ်လို့ဆိုပါတယ်။ အမေရိကန်သေယပို့ဆောင်ရေးအကြီးအကဲကတကယ်လို့အစိုးရလုပ်ငန်းရဆိုင်မှုကိုမကြမီကာလအထိမပြီးဆုံးသေးဘူးဆိုရင်ရှော့ချမှုကို15ရာခိုင်နှုန်းဒါမှမဟုတ်20ရာခိုင်နှုန်းထိတိုးလာနိုင်တယ်လို့ပြောထားကြောင်းလည်းသိရှိရပါတယ်ရှင်။